အဲခွဲစိတ်နေတဲ့အခန်းဝဲလာပါဖြစ်ပါတယ်ခွဲကန်းပေါ့ဗျာခွဲကန်းထဲမှာကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေอ่ะဆိုလို့ရှိရင်အလူတန်းတစ်ခုလောက်ပြီဆိုလို့ရှိရင်ထိရောက်တဲ့နေရာကိုပဲလှူကျင်ကြတာဒါတဘာဝပါခင်ဗျ ဆိုတော့ကအလူတန်းလဲလောက်ရမယ်တကယ်ထိရောက်တဲ့နေရာလဲဖြစ်ရမယ်ကိုကျမရေးအတွက်ကလောကီရောလောကုတ်တရားအတွက်နှစ်ဖက်စလုံးအတွက်အကျိုးရှိမဲ့လူတန်းတဲ့နေရာလို့ကျွန်တော်အနေနဲ့ခေါ်သွားချင်ပါတယ်ဆိုနေရာလေးကတော့မွတ်စလင် ကုသိုလ်ဖြစ်စေယုံလို့လဲခေါ်တယ်လို့မွတ်စလင်ပရဟိဒစေယုံလို့လဲခေါ်ပါတယ်ဘာလန်စေယုံပါဆိုလို့ရှိရင်ကျွန်တော်တို့မဟာဘာလူလပန်းချန်လန်စုလီဖျားနီးမှာတရှိပါတယ်ဒါကြောင့်မို့လို့မြို့လဲကောင်အချက်ကြကြတဲ့နေရာမှာ တရှိတာပဲဖြစ်ပါတယ်ဆိုတော့ကဒီလောက်ကျယ်ဝန်းလာတဲ့ဆေးရုံကြီးမှာဘလိုတွေ run နေလဲဘလိုပရာဟိတနေဘလို illusion တွေဝင်ရိုင်ပြီးတော့ဒီဆေးရုံကြီးဖြစ်နေလဲဘလိုတွေဖန်တီးထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်ခင်ဗျာ let's go ရှိခုမွတ်စလင်ကုသိုလ်ဖြစ်ဘာလန်ဆေးရုံကြီးကိုတော့1938ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးတော့ယခုဆိုနှစ်ပေါင်း80ကျော်90ဝန်းကျင်တည်ရှိနေပါပြီ OG ဒါဖာမီယန်နဲ့ပတ်သက်ပြီးတော့ပြင်ပလူနာများကိုနေ့စဉ်မနက်၈နိုင်ရနေပြီးတော့ညနေ၃နိုင်ခွဲ၄နိုင်အထိအခမဲ့လူနာကြည့်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်ယခုရောက်ရှိနေတဲ့အခန်းတော့ကိုဝင်ဆောင်မိခင်နေတဲ့ Ultra Sound အခန်းနဲ့ H3 တက်မှန်ရိုက်တဲ့အခန်းပဲဖြစ်ပါတယ်ယခုမွတ်စလင်ကုသိုလ်ရေးဆေးရုံမှာတော့ပြင်ပလူနာတွေအနေနဲ့လူဦးရေပေါင်း 253ရောင်ဝင်းကျင်လူနာတွေကိုကျွန်တော်တို့ဝန်ထမ်းအစုစုပေါင်း250ကျော်2ရောင်ဝင်းကျင်ရှိတဲ့ဝန်ထမ်းတွေကနေစဉ်ပရိုက်တာအနေနဲ့ free ကူပေးနေတာပဲဖြစ်ပါတယ် ယခုဘာလံမွတ်စလင်ကုသိုလ်ပြည့်စေတော်မှာတောက်ဝင်ထမ်းဆောင်နေတဲ့ဝန်ထမ်းအားလုံးဟာဆိုလို့ရှိရင်ဌာနဆိုင်ရာအလိုက်တည်တည်ကြကြစစ်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 နဲ့လူနာရီကို service ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ အဓိကအချက်အနေနဲ့ကတော့မွတ်စလင်ကုသဖြစ်စေရုံဆိုပေမဲ့လာရောက်ကုသတဲ့လူနာတွေအားလုံးထဲမှာလူမျိုးမရွေးဘာသာမရွေးမိသူမဆိုအခမဲ့ယနေ့အချိန်ထိနှစ်ပေါင်း90တန်တန်ကုသပေးနေတာပဲဖြစ်ပါတယ်ပြမလူနာဌာနရဲ့အပေါ်တက်မှာတော့တခွဲခန်းနေတွေးလူတဲ့ဗန်နေရာတွေ ာနဆိုင်ရာတွေအများကြီးရှိနေပါသေးတယ်။နောက်ပြီးတော့စစ်ရုံနဲ့ပတ်သက်တဲ့အချက်လက်တွေလူနာနဲ့ပတ်သက်တဲ့ list တွေကိုလည်းထိမ့်သိမ်းထားတဲ့စာရွက်စာတမ်းအခန်းတည်တံ့ဆိုတာလည်းရှိပါသေးတယ်။အခုဒီစစ်ရုံကြီးမှာတော့ OG တာဖာမီရဲ့နဲ့ပတ်သက်တဲ့ဌာနတွေစီးနဲ့ကြောက်ကနဲ့ပတ်သက်တဲ့ဌာနတွေမျက်စိနဲ့ပတ်သက်ပြီးခွဲစိတ်ဆောင်တွေအယူအကျောနဲ့ပတ်သက်တဲ့ဌာနတွေမျိုးသားနဲ့ပတ်သက်တဲ့ယောဂါတွေအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ယောဂါတွေအတွက်ဆရာဝန်ကြီးပေါင်းမြောက်များစွာကယခုဘာလန်မွတ်စလင်ကုသပြည်စေရုံမှာတာဝန်ယူပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်ယခုသွားမှာတော့အထွေထွေအမျိုးသမီးကုသဆောင်သွားမှာပဲဖြစ်ပါတယ် ယခုအဆောင်မှာတော့တာဖွားထားတဲ့မိခင်နဲ့မိရဲ့နဲ့ပတ်သက်တဲ့လူနာတွေအပြင်ယခုကျွန်တော်ပြသပေးနေတဲ့အခန်းတော့ကလေးမွေးဖွားတဲ့အခန်းပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ balance စိတ်နဲ့တကယ်အဓိကနေရာလို့ခေါ်တဲ့အဲခွဲစိတ်နေတဲ့ခံဝဲလာပါဖြစ်ပါတယ်ခွဲကန်းပေါ့ဗျာခွဲကန်းထဲမှာကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခွဲစိတ်ခံကိုကျွန်တော်ဝင်ကြည့်ပြီးဝင်ပြပြီးသွားပြီဆိုလို့ရှိရင်အခုသွားနေတာတော့အထွေထွေခွဲစိတ်ဆောင်မှာဖြစ်ပါတယ်လာ come on မင်္ဂလာပါခင်ဗျာကျွန်တော်ကထော်ရဆောလာထော်မှာဒီစကြေကဝက်ရဲ့ MO ပေါ့နော် အမှုပါခင်ဗျာဟိုကျွန်တော်တို့ဒီစာကြေကဲဝက်ထဲမှာဆိုလို့ရှိရင်ဒီမတက်နိုင်တဲ့လူနာတွေအတွက်ကိုစာကြေကဲနဲ့ပတ်သက်ပြီးတော့ဗောနောခွဲစိတ်တာနဲ့ပတ်သက်ပြီးတော့ကင်ဆာအစားနောက်ဆုံးဟိုအဆုံးဘောနောဟိုဒီလေကောင်းလေကောင်းနေပဲဒီကိုလုံးကိုခွဲအစားမဲ့ခွဲသိက်ကုသပေးတာဗောနောနောက်ထပ်တစ်ခုကကြတော့ကျွန်တော်နောက်ထပ် specialty အနေနဲ့ဆိုလို့ရှိရင်အယိုးနဲ့ပတ်သက်ပြီးတော့အယိုးခွဲစိတ်တာဟာတွေလည်းခွဲကုသပေးပါတယ်နောက်တစ်ခုကအဲစီးနဲ့ကြောက်ကက်ဗောစီးနဲ့ကြောက်ကက်ဆိုရင်ကျွန်တော်လေဆာအဆင့်အထိကိုကျွန်တော်ဒီမှာလှုပ်ပေးပါတယ်ခင်ဗျာ ဆိုတော့ကကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့တကယ်မျက်စိခွဲစိတ်တဲ့အခါ OD အခန်းနဲ့ရောက်နေတာပဲဖြစ်ပါတယ်အဲဂရင်နေနဲ့ဆိုလို့ရှိရင်ကျွန်တော်နှလုံးတွေးရတယ်တကယ်ဆိုင်ရန်နေရာအရန်မိုက်တဲ့ဆိုင်ရန်နေရာကြီးတွေနဲ့ဖန်တီးထားတာမို့လို့တော်လေးအဆင်ပြေရလို့ပြောလို့ရတယ်ဆိုတော့ကကျွန်တော်အခုသွားမယ့်နေရာလေးရလဲတကယ်ဒီစေးရုံရဲ့ပြီးလို့ရှိရင်ကျမရဲ့အရန်တော်တော်လေးကိုအရေးကြီးတဲ့နေရာတစ်ခုဖြစ်တဲ့အကြောက်ကက်စေးတဲ့ဌာနကိုတောင်းပါမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ခဲ့ပေးပါအောင်။အကြောက်ကစီတဲ့ဌာနဆိုလို့ရှိရင်တနေ့ကိုနှစ်ချိန် run နဲ့မနက်ပိုင်းနှစ်ချိန်ဒုတိယပိုင်းတစ်ချိန်ဆိုပြီးတော့ နှစ်ကြိမ် run နေဆိုတော့အခုကတော့ဒါကျွန်တော်ရောက်ရှိနေတဲ့အချိန်ကတော့ဒုတိယပိုင်းအချိန်ပဲဖြစ်ပါတယ်အဲတနေ့ကိုကျွန်တော်အရောက်20ဝန်းကျင်အထိစီးနေတာပဲဖြစ်ပါတယ်ယခုမွတ်စလင်ပုဒ်ပြည့်စေယုံဘာလန်ကတော့အထက်အပြည့်ငါထက်ရှိပြီးတော့ဒီခုစေယုံကြီးကိုပထမအောင်ဆုံးတီထောင်ခဲ့တဲ့သူတွေအပြင်အလွာတိုင်းအလွာတိုင်းမှာလည်းအလူရှင်တွေအတွက်ကပီးမှတ်တမ်းထိုးထားတာပဲဖြစ်ပါတယ် ယခုကျွန်တော်ပြသပေးနေတဲ့နေရာလေးကတော့ဘာလန်စေးယုံရဲ့ main ယုံငန်းရဲ့အပြစ်ဘက်မှာရှိတဲ့အလူငွေလက်ခံတဲ့ဌာနတွေဘာနာရင်မှုအခန်းတွေစေးယုံတေယုံလုံးရဲ့စေးနဲ့ပတ်သက်ပြီးတော့ control လုပ်နေတဲ့ stock အခန်းတွေစေးယုံစာအုပ်ထပ်တဲ့အခန်းတွေစေးထုတ်တဲ့အခန်းတွေအပြင်လာရောက်လှူဒါန်းတဲ့အလူရှင်တွေအတွက်ဒီတန်းဖန်တီးပေးထားတဲ့ဖိုတိုဘူးစ်လေးတွေလည်းရှိပါတယ် ဆိုတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာလေးကတော့ဗျာသူခွဲကန်းအတွက်ကိုထပ်တိုးချဲတဲ့နေရာလေးပဲဖြစ်ပါတယ်အဓိကတော့ခွဲကန်းမှာလူနာအရင်များတယ်တချို့အခြေအနေတွေဆိုလို့ရှိရင်လူကဂရင်မလောက်တဲ့အခြေအနေတွေအခန်းမလောက်တဲ့အခြေအနေတွေဖြစ်နေတာမို့လို့ဒီလိုမျိုးထပ်တိုးချဲဖို့လုပ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကဒီလိုနေရာတွေမှာတယ်အရင်အလူရှင်တွေလိုအပ်နေပါလေခင်ဗျာအကြောင်းမို့လို့လူမျိုးမရေးဘာသာမရေးဝေဒနာရှိလူနာများ မရှိနံပါတ်သူအားလုံးမိကိုအားထားရတဲ့ယခုမွတ်စလင်ကုသပြည်စေယုံကြည်ရဆိုလို့ရှိရင်စေကူတာမှုလုပ်ငန်းစဉ်တွေစေယုံနဲ့ပတ်သက်တဲ့အရေးကြီးဆုံးအပိုင်းတွေစဉ်ဆက်မပြတ်လှည့်ပတ်ပြီးတော့စေယုံရဲ့ရည်တည်ဖို့အတွက်လူမျိုးမျိုးဘာသာမျိုးကြီးရှုသူမိတ်ဆွေတို့အပေါင်းရဲ့အလူငွေဒါနာတွေအတိကထားလိုအပ်နေပါတယ်ဆိုတဲ့အကြောင်းမေတ္တာရက်ခံပန်ချလိုက်ရပါတယ်ခင်ဗျာ။